တင်္ဂလာပါရှင်ဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့ Ukraine စစ်တပ် Severio Donetsk ရှိတဲ့ရုရှားစစ်လက်နက်တွေကိုဖျက်ဆီးပစ်တဲ့ဒုံးကျည်များနဲ့ရှားချီပြီးတော့ပြစ်ခတ်သည့်အကြောင်းကိုပူတင်သတိပေးထားတဲ့အကြောင်းမျိုးဖြစ်ပါတယ်။မြန်မာတက်မဲ့တော့ဗဟုသုတအနေဖြင့်ပြည်သက်များအားလုံးကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းကျွန်တော်တို့ရဲ့အစီအစဉ်ကို ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေ။ ရုရှားလက်နက်များနှင့်ခရမ်းမီကြောက်များအားယူကရိန်းတပ်မဟာများသည်ဗလာဒီဗာပူတင်ရဲ့တပ်ဖွဲ့ဝင်များရုရှားတပ်ဖွဲ့ဝင်များတူလောင်ထားတဲ့တူလောင်ယူကိုယမန်နေ့ကဖျက်ဆီးခဲ့ပြီးတော့ယူကရိန်းလက်နက်ကန်တပ်ဖွဲ့များကတုတ်တင်ရှင်းလင်းပြီးရနာရုရှားလက်နက်များနှင့်ခရမ်းမီကြောက်များဒီလောင်ပျက်စီးသွားခဲ့ပါတယ်။ယူကရိန်းတပ်မ45အမြောက်တပ်မဟာကရုရှားခရမ်းများမီးလောင်ပြီးပျက်စီးထိမှန်သွားတဲ့ဗီဒီယိုဖိုင်ကို ယူကရိန်းစစ်တပ်ကရိုက်ကူးထားပြီးရဲခေါင်းဝူကြတာကိုတွေ့ရှိလျက်ပြီးယူရဲမှာတော့ဒီအယုဒ္ဓဒေါင်းများကိုယူကရိန်းနိုင်ငံကအသက်15နှစ်အရွယ် MV Pro Questar လို့အမည်ရှိတဲ့ယူရီးယားဖောက်ခွဲခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ အော်ဒီနေဒီကြနဲ့ကြည့်ရတော့သွားတဲ့အဝပြေးလမ်းတစ်လျှောက်မှာဆိုလို့ရှိရင်ရန်သူရင်စကြလမ်းကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ရန်နဲ့သူတို့ကိုဖက်စီးဖို့ရန်တိုက်ခိုက်ရန်လှုံ့ဆော်တဲ့ဥပဒေတပ်ဖွဲ့ဝင်များကိုတာဝန်ပေးထားတယ်လို့ဒီနေ့ဒီဒီအကြံပေးလို့ကိုအဒွန်ပူစတာကမ်ပူကတော့ကြားခဲ့ပါတယ်ဘုစခရမရှိတဲ့ပြည်သာအုံသူတွေကလက်ဆိုင်ပြည်ကြောင်များဟာဆိုလို့ရှိရင် ဒီ website နဲ့ပြည့်ရဲ့မိကြောင်များကို team နဲ့လောင်းကျောင်းခဲ့ပြီးဒီလိုပိုင်းကိုတွေ့မြင်ရတယ်လို့လည်းပဲ data အလုံးစုံကအဆင်ပါတယ်။ website နဲ့ integrate ဖွဲ့များဟာဆိုပြီးအစီအစဉ် home page မှာရှိတဲ့အမည်ကြီးရဲ့ CPV ကို next လို့ဆက်လက်တိုက်ခိုက်နေတဲ့အကြောင်းကိုဆက်လက်တိုက်ခိုက်နေပြီးတော့ product ကိုမှဆိုလို့ရှိရင် integrate ဖွဲ့များကိုပြန်လည်ထားပြီးဖြစ်တာ home page အစီအစဉ်မှာရှိတဲ့အမည်ကြီးရဲ့ CPV ကို next လို့ ိုက်ခွေများဖြစ်ခြင်းကိုဖြစ်ပေါ်ခဲ့တာတဲ့ဘုဒ္ဓရဲ့ဘယ်လူဟာစိတ္တဆိုင်ရာစိတ္တဆိုင်ရာအထုတ်ရင်းမှုစာရိက ဒီပရိသတ်များကိုပုံပုံလုံးထုံနဲ့နေရာများစီကိုပြန်လည်ရုပ်သိမ်းနိုင်ပြီလို့ပြောကြားထားတော်လည်းပဲစာပေကိုမြင့်ဆက်ကိုအရှုံးမပေးပဲဖက်စားတန်များဘုံနဲ့တိုက်ခိုက်ခြင်းကြောင့်မိကြီးရဲ့မျိုးပိုးရောင်များကိုဆုံးပါရမည်ထပ်ဝဲအချုပ်ကိုတွန်းအားပေးထားတဲ့ကြောင့်အုံထုံရင်းကပြောကြားခဲ့ပါတယ်ဖက်စားချက်ဖက်များဟာဆိုလို့ရှိရင်မိကိုဖက်တော်ရင်အင်တာနက်အပေါ်မှာရှိပြီးဒိုနက်စီအမျိုးရှိ ်နဲ့ test လို့ဝေရှားကိုအပြည့်အဝပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဒီဆက်နိုင်ငံ USB နဲ့ရှိရင်သူရင်းပိုင်းနဲ့ညီညီမှာအချက်အချက်အရေးပါမှုအများအပြားထိုင်ဆောင်ထားခဲ့ပြီးနောက်ဆုံးပြည်မျိုးကိုယူဆရတဲ့ဝေရှားပြုလုပ်နေပြီး Unit တွေမြို့ပြည်တွေကတရားရုံးတွေအမှုများပြီးဆောင်ပြရပါတယ်။ဒီကရီးယားအတွက်ခြေစမ်းနဲ့ဒီလိုမိသားစု rescue လုပ်တာဒီ policy တက်မှာရှိနေလို့လည်းပြောကြပါတယ်။ ့ဒီထိစားပြီးတော့နိုင်ငံတကာဥပဒေကိုစစ်စစ်လေးချုပ်ပါပါအေဂျင်တိုက်ခင်ရမယ်ဒီချောင်းနဲ့အသေးစိတ်အချက်အလက်များအားလုံးကိုမတိရလို့လည်းနဲ့တဲ့တိုင်ပရိပတ်ကိုလေးစားလိုက်နာဖို့ရန်ညော်ပြီးချာချာမူမီမီကူဘလော့က IBC တို့ဝင်ရရပြီးတော့ကြားခဲ့ပါတယ် ရုရှားပြည်မှာတိုက်ပွဲတွေတင်ကြတဲ့လက်ရှိနေချိန်မှာဆိုလို့ရှိရင်ဘုညာနေကာမှအကိုစနေများအားလုံးဒီလည်းပဲကြိချူနေပြီးဖြူဆောင်ရပါတယ်။ဒီတိုင်းစခွက်အပြင်လည်းနဲ့အများစုဟာပျက်စီးခဲ့ပြီးတော့အချို့ကဆိုလို့ရှိရင်ဒီနိုင်ငံမှာအတင်းကားတဲ့လက်နက်များတော့ကျင်းပြီးဒီတိုင်းရဲ့လက်နက်အောင်ဆောင်ရခဲ့ပြီးတော့ဖြစ်ပြီးလက်နက်များကိုလမ်းများပေါ်တွင်ဆူဝေးထားခဲ့တာပြီးတော့အချို့တင်းကားတဲ့လက်နက်များကဲ့သို့သောသစ္စာများလက်ကူးတဲ့ဒေါင်းများကိုတင်ဆောင်သွားကြပါတယ်။ ရုရှားရဲ့ Face ID နဲ့ Chatter ရဲ့ Russian ပြင်ကားများဟာဆိုလို့ရှိရင်ပေါင်းလို့ပြီးတော့အတော့မှမလို့ဒီစစ်စစ်ရေးပြီးမကြမ်းတဲ့ interface မှုနဲ့ပြင်ပြီးတော့အချို့လူကြနေရာများတယ်လည်းပဲ Instagram ပုံစံကတော့အတော့မှမလို့ရှိကြောင်းပြန်တင်လို့များကဝေဖန်ထားစားပါတယ်ဖက်ဆန်တင်ကနာကိုထိတ်တောင်းထောင်ချင်ရှိတော်လည်းပဲဘာရတန်မှာမှုနဲ့ဒီရင်များကဝက်ဆိုက်တင်ကနာတက်စီသွားစေပါစေလို့ဖက်ဆန်တင်ကနာ၏ဖုန်းစံများနေတက်တက်ပြီးတော့ဝေဖန်မှုနဲ့ပြုလုပ်ရရှိပါတယ် အောက်ဆက်လေးချက်မှုမရှိတဲ့အနောက်ခံရဲ့ဒီနေ့တဲ့နိုင်ငံကတက်ဆင်ထားတဲ့ကြည်တော်များမှာမဆက်စီလေးချက်မှုများများဒီလိုမျိုးများရှိပြီးတော့ကျွန်တော်တို့လေးချက်မှုများမရှိတဲ့ပြင်ကောင်များမှာဟိုကျင်းဟာဆုံးရှုံးရှိပြီးတော့ဘေးအန္တရာယ်ဆိုတာဆေးရေးဆိုင်ရာအမှားရခံနေတဲ့ပြဿနာများကိုဖြေရှင်းပါတယ်။ဒီအားလုံးဒီဘဝဘေးအန္တရာယ်များအားလုံးဟိုပြည့်ဝထားနေဆုံးပြီး ။လက်ဆောင်မှာနေရတဲ့မှုများသည့်အဆက်ဆက်တွင်လက်ဆက်စံနာကိုပေါင်းပေါင်းဆောင်ပြီးတရားတော်ရုံးတွင်တိုက်ခတ်နေပြီးဒီအောင်းငွမ်းနဲ့ဒီဖြစ်မှုတွေရဲ့ဆက်သွယ်ရမြားအဆင်ပြေရှိပြီးနိုင်ငံဆောင်ရတော်တွင်ဒီပညာအစီအမံကိုဖော်ပြစေနိုင်ပါလေ။နောက်တော့ဒီမှာဒီအခြေအနေရှိရဲ့ comment တွေတက်တက်ချင်များထားပြကနောက်တဲ့ဗီဒီယိုအသေးများကြည့်နိုင်ရအတွက် subscribe ကိုနှိပ်ဖို့ရမေးပါနဲ့ကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာပါရှင်ဒီနေ့တင်ပြမယ့်ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ကဘာပေါ်မှာအန်တီအရှိဆုံးမောင်းသူမဲ့တနက်အကြောင်းဖြစ်တဲ့ BM30 SMERCH ရဲ့အကြောင်းကိုတင်ပြမှာဖြစ်ပါလေရှင်မြမတက်မတော်ဗဟုသုတအနေဖြင့်ပရိသတ်များအားလုံးစမ်းမှချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေ အကြသည်မီကရုရှားကောက်ကွယ်ရေးဝန်ကြီးဌာနယူကရိန်းတိုက်ပွဲအတွင်း BM-30 Smash ဒုံးပြအများအများပြစ်ခတ်ပြစ်ခတ်ပြီးတော့တိုက်ခိုက်နေသည့်ဗီဒီယိုဖိုင်ကိုလွှတ်လင်ခဲ့ပြီးရုရှားကောက်ကွယ်ရေးရုပ်မြင်သံကြားအရာ BM-30 သည်ရုရှားနိုင်ငံ၏အစွမ်းထက်ဆုံးဒုံးပြလက်တလက်ဖြစ်တယ်လို့ဆိုပါတယ်၎င်း၏အကွာအဝေးရှိပြည်မျက်များကိုအလွန်တိကျစွာထိမှန်နိုင်ကြောက်မလို့ ရုရှားအမြောက်တဖွဲ့၏စနိုက်ပါလက်နက်များကဲ့သို့ပင် BN-30 Speed ရော့ကတ်အမြောက်များမှလည်းပဲယူကရိန်းစစ်မြေပြင်တွင်ရုရှားစစ်အုံပြု UD မိများအားကောင်းသည့်အန်ဒီယများဖြစ်ပြီးထိုက်ပွဲဖြစ်စေကမူအမှန်တကယ်ပင်အခိုးတန်သောအစစ်မြင့်ဆုံးလက်နက်များထဲမှတစ်ခုဖြစ်တယ်လို့ဤဗီဒီယိုဖိုင်တွင်တွေ့မြင်ရမှာဖြစ်ပါတယ်။ရုရှားစစ်တပ်သည်ရုရှား BN-30 Smash မာတီပယ်ရော့ကတ်လောင်ချန်စနစ်အတွက်အလွန်ကျေးဇူးတင်ရှိကြောင်းရုရှားမီဒီယာမက်တွင်တာမက်ကအမေရိကန်မီဒီယာများအမေရိကန်မဂ္ဂဇင်းများအရာ သိရပါတယ်။အမေရိကန်စစ်တပ်တွင်နိုင်ငံအများအပြားကိုစစ်မြေပြင်တွင်ကြောက်လန့်စေသောလက်နက်၅မျိုးကိုပိုင်ဆိုင်ထားပြီးတော့တင်ကား T-14 V 90C ခြေလင်တိုက်ခတ်ရေးယာဉ်ဘာမီဆက်နက် High S 35 Pristy မောင်းသူမဲ့တနက်နဲ့ PM 30 Smart Heavy Jet စနစ်တို့ပါဝင်ပါတယ်။ 30 SM Hurricane Hurricane ဟာဆိုလို့ရှိရင်အန်ဒီအရှိဆုံးအကွာအဝေးနဲ့အဖြစ်ဆွားရှိသောလက်နက်အဖြစ်သတ်မှတ်ထားခဲ့သတ်မှတ်ခံထားရပြီးတော့ Smart Drone ပြအမြောက်စနစ်ရဲ့လောင်ချာများဆိုလို့ရှိရင်ကီလိုမီတာ60အကွာအဝေးမှာ area 68 69ဟက်တာရှိတဲ့တက်ရှိအစွာအလုံးကိုဖျက်ဆီးနိုင်ပါတယ်။ PM30 Smart Multiple ဒုံးပြလွှတ်တဲ့ရေးစနစ်ကို1980ခုနှစ်များအစောပိုင်းတွင် တည်ထွင်ခဲ့ပြီးတော့1989ခုနှစ်ပြည့်နှစ်ပြည့်စုမီရဲ့တက်နေတဲ့အတူတာဝန်ထမ်းဆောင်ပေးပြီးကမ္ဘာပေါ်တွင်အားအပြည့်ဆုံးဂုဏ်ပြုရန်ပြည်လွှတ်ဆန္ဒဖြစ်ခဲ့ပါတယ်။ရသောတုံးတီအမြောက်ရဲ့ BN30 ပြည်တော်ဝန်ဆောင်မှုသောအစအအဝပေါင်း၁၆ခုအပြင်အစားနိုင်တဲ့ဆမားနိုင်ငံရဲ့တရားဝင်ရရှိနေပါတယ်။စမတ်ဟာဆိုလို့ရှိရင်ယူကရိန်းနဲ့တာဘီနီကဆီးရီးယားရဲ့အပြည့်အစုံဆုံးစမတ်ကွန်ပလက်ကိုရရှိနေပါတယ်။ ။အစောတော့ကိုရင်းနေလာမှာ98ကျောင်းသားများကို98နှစ်ကိုအမိကျောင်းလေးပြီးတော့အားစားပါတယ်။နောက်ဆက်တစ်ခုစီတွင်300မီလီမီတာအရွယ်ဒီကောင်ကျဆက်နက်ကိုဖြစ်နိုင်ပြီးတော့စမတ်ရဲ့ဆန်တော့မှာဆိုလို့ရှိရင်4မီလီ4မီတာမှာ55ကြီရဆိုလို့ရှိရင်4.6မီလီမီတာ SS ပြီးတော့အရေးချိန်ရှိရာဒီလိုပဲရှိပြီးကြီးစင်းရဲ့အကွာအဝေးဆိုလို့ရှိရင်20မှ80ကီလိုမီတာအထိရှိပါတယ် ကိုအန်ကနေစပါစီနာစီစီစစ်အတဘာတွင်တိုက်ခိုက်ရေးမှုကြီးအောင်မှုကိုသူမြင့်ပြရအပ်တယ်။ကီလိုမီတာ60အထိအကွာမရှိပါနဲ့။ဝေဆရာဆိုလို့ရှိရင်ရန်ကြီးပြန်လာရအပ်တယ်။ပေါင်းနေတော့ရန်သူစစ်သားများကိုဖက်စီရအပ်တယ်။အောက်ဆီဂျင်အားလုံးကိုမဆုရအပ်တယ်။အလုံးများစွာလုံးဆောင်ရင်အဲဒီဆုံးဒုံးကြည့်ခြင်းမျိုးအမျိုးအစားပေါက်နေဖြစ်တယ်။ ီဆောက်ခဲ့ပါတယ်။ PH ရေးတွင်ဒုတိယအားလုံးပါဆိုလို့ဖြစ်နေတယ်။ဒီကျောင်းကိုဒုတိယအဖြစ်ပြန်ဆန်းမှုတွေအကွာအဝေးကနေမှုစနစ်များပါရှိပြီးတော့ BN 30ဟာဆိုလို့ရှိရင်ကြည်စံများကိုဖောက်ခွဲခြင်းအပါအဝင် HAF Thermovirus FAE အစုကအပြုလာဒီကြီးများအပါအဝင်ထိတ်မှုများကိုအသုံးပြုနိုင်ပါတယ်။ချင်းလင်းတဲ့သုံးမဟုတ်တင်ကားကိုယ်တိုင်လမ်းညွှန်တင်ကားစက်ကြီးခြေရည်ကြောက်များဟာဆိုလို့ရှိရင် တဦးတဦးချင်းပြည့်ခတ်မှုမှာ၃ချင်း၆ချက်နဲ့ဆက်နှစ်ချင်းဆက်ဆက်လိုက်ပြည့်လွန်နေတာလေပစ္စည်းတွေ area ကိုကျွန်တော်အားလုံးကိုဖြည့်ဆည်းနိုင်ရန်ရှိတော့ချိန်လင်းကျရင်ချိန်ခု VN 30ရဲ့ trace assistant ခုလောင်းချပြီးအောင်ဆိုလို့ရှိရင်ရန်သူရဲ့အမြောက်အလင်းပေါက်များလေရင်ခွင်းများနဲ့အငွေ့ပြန်တဲ့ပြည့်မှတ်များအနည်းရှိဒီအရောက်ဆိုင်မှုအုပ်စုများကိုထိရောက်မှုရှိပြီးတော့ ဧရိယာ60ကွာဟာတာအထိတိုက်ခိုက်နိုင်ပါတယ်စမေကိုတခါတရံတွင်အစလအကြောင်းလာဖြစ်စီနိုင်သောလက်နက်ဟုလည်းခေါ်ပြမှာလေကိုအေ50နှစ်ကာကိုရည်ရည်ရာဆိုလို့ရှိရင်ခြိတက်နေသောအခြေအနေမှာပြစ်ခတ်မှုကသာပြောင်းလဲနိုင်ပြီး3မိနစ်အတွင်း operator ဟာဆိုလို့ရှိရင်ရည်ရွယ်တွင်းမှာသို့မဟုတ်အအနေငယ်အကွာဝေးမှာချက်ချင်းမှုတွေကိုအမအေးပေးနိုင်ပါတယ်ဆက်နှစ်ကြိမ်ပြစ်ခတ်မှုအတွက်38စက္ကန့်သာယူပါတယ် ဒါကြောင့်မလို့ဒီလောင်ချာရဲ့ဒီ acid trap ကိုရေဟာဆိုလို့ရှိရင်အမြင့်ဆုံးအမြန်ဆုံး60မှ60 km အထိရေ943စီးကိုတက်ဆင်ထားပါတယ်။တနအီတွင်850 km အဆက်မပြတ်ပြေးနိုင်ပြီးတော့အစီဖြစ်စရာလည်းမလိုပါဘူး။ EA ဟာဆိုလို့ရှိရင်ယူကရိန်းတက်ဆင်ထားတဲ့ Mars 943ကဲ့သို့သော ။ကုညီသောကိုယ်တွေကိုအသုံးပြုထားပြီးတော့အရန်ကြည်ပြန်လဲတင်ခြင်းဟာဆက်နေခြင်းအတွက်36အမီနီအထိကြာမြင့်ပြီးတော့ BM 30ပေါက်ဆက်မှုတစ်ခုစီတွင်အများအပြား90နှစ်လောင်ချာ6ခု၊ကိုတီ203 2346ခုကိုပေါင်ဝင်ပါတယ်။လောင်ချာများဟာဆိုလို့ရှိရင်စစ်မြေပြင်သို့တက်ရောက်သွားမည်ဖြစ်ပြီးတော့ကျညာထားတဲ့လမ်းကြောင်းများကိုရှောင်ရှားဖို့ရအတွက်တိကျနေရာများတွင်ပြလဲစတင်ရအတွက်ခရီးဆောင်တက်တာ မီထိန်စနစ်စသည့်အလိုလျောက်လဲပတ်နိုင်သည်ဆိုပါမမဟုတ်ရှင်လဲလူဖြစ်လဲပတ်နိုင်တဲ့စနစ်ဗက်တူရီတဲ့လောင်ချောင်၆ခုကိုအမိတ်ပေးနိုင်တဲ့တခြားရင်ပေါ်ပြီးတက်ဆင်ထားပါတယ် BN 30ရာဆိုလို့ရှိရင်လောင်စာတစ်ခုစီအတွက်ပဲထိန်တုံးပြများနဲ့ပြည့်မဲ့ဒေတာများကိုဖက်ချက်ရအတွက်တာဝေးပြည့်ပြင်ကလုံးဆောင်ချက်အပြင်တက်မရော်ဤစစ်စင်ရေးအစီရင်အဓိကတိုက်ခိုက်ရေးလက်နက်ဖြစ်ပြီးတော့အချင်းချင်းလက်နက်အစုလိုက်အပြုံလိုက်ကြီးများတန်ကျက်ကအပေါက်ဖောက်ကြီးများ မိခင်ပြည်ဒုံးကြီး300အထိပြည်နာပြီးတော့ရဲစုပြည်အများတွင်ခေရန်ွယ်ပေါင်းတသိန်း5000ဖန်ပြီးခြင်းဖြင့်ရန်စုရဲ့ရှီတန်းနှင့်နောက်ကနှစ်ဖက်စလုံးအား PRP တိုက်ဆိုင်နေပါတယ်။ထို့အပြင်တိုက်ခိုက်ရန်အမိန့်ပေးစာကလေရင်ကွင်းများ၊တံတားများ၊လမ်းများသတိပေါ်တွင်မိနစ်အ20အတွင်း SL ထားချိန်၌အခိုက်ရိပ်တွင် 4M 540နှင့်ကြည်စံကိုအသုံးပြုပြီးတော့ BM 39 K 58 Smart စနစ်ဖြင့်ပြည့်စုံနိုင်ပါသည်။ 53ကီလိုမီတာအတွင်းအရာကသိန်းကိုဖက်စီးပြည်ရန်ပြင်မဲ့ထားသည့်စနစ်ပြန်ဆိုလို့ရှိရင်အခက်ဖြစ်ပေါ်ရနေရသူစဉ်သက်ဖို့ရအတွက်စန့်ကျင်တဲ့တပ်ဖွဲ့ဝင်များမလို့အပ်ဖက်နဲ့အရှိန်မြင့်သောအရေးပေါ်အခြေအနေများတွင်လည်းမြန်နှုံးရဲ့စီးရီးယားများကိုထွက်တင်နိုင်ပါလေကီလိုမီတာ10ကနန်းမှာရာကနန်းအထိအကွာဝေးများမှာကုန်းရီနှစ်သွဲဖွဲ့စည်းထားမှုကိုတိုက်ခတ်ရန်လှုံ့ဆော်နိုင်ပါလေအစိုးရစမတ်ဒုံးမြစနစ်များဟာဆိုလို့ရှိရင်ကြီးမားသောအတိုင်းအတာဖြင့်ရန်သူစစ်တပ်ချင်းကိုလုံးဝချိန်မုံနိုင်စွာရှိပြီးတော့ ခင်ကားစီလင်းတန်းများကုန်းရည်နဲ့တန်းကြက်ကရည်ရည်များပြည်တဲ့အရာတစ်ခုလုံးကိုဖြည့်ဆည်းနိုင်စွမ်းရှိပါတယ်။လူသူတင်ပေါ်များဟာဆိုလို့ရှိရင်ကုန်းရည်နဲ့တွဲတင်ပေါ်မှာတင်လေကန်းဆက်စီကိုစတက်နေသည်တို့မဟုတ်ရေမီတာတို့ရောက်ရှိနေသည့်တိုင်ကန်သူရဲ့ကုန်းရည်နဲ့တွဲတင်ပေါ် BM 50စမတ်ကိုတိုက်ခတ်ရန်စီးရီးယားတွင်စီးလုံရှောက်များတွင်ရုရှားစစ်တပ်ကအသုံးပြုထားပါသည် အီလန်နက်ကိုအသုံးပြုခဲ့ပြီးတော့မျိုးတော်ဒါမက်စီရဲ့အစွန်ဖျားမှရှိရခန့်ထွဲများတွင်ပေါအောင်နေတဲ့ IS နဲ့ဒီမာများကိုဖျက်ဆီးဖို့ရန်အကြံစီးရီးယားအစိုးရစစ်တပ်က IS အကြမ်းဖက်အဖွဲ့ကိုတိုက်ခိုက်ပြီးအောင်ပွဲအတွက်တိတိတတ်တာအထောက်အကူပြုခဲ့ပြီးတော့စီးရီးယားကိုစီအတိတိတတ်တာအထောက်အကူပြုခဲ့ပြီးတော့စီးရီးယားတို့ရုရှားမှပြည့်အပ်တဲ့လက်နက်များအနက် ဒီရဲ့အထက်စာအမြန်းလေးပထမ assessment တော့မြင်တော့ကြာများ30ခုလို့ကိုပါဝင်ပါတယ်ဝက်ရှာကလူကြီးရှင်တံမထုတ်ပြန်ထားတော့လည်းပဲရစ်လက်နဲ့ဟာဆုံးရှိရေးလူကြီးရုံးကအကောင့်ပုံဒီဖြစ်ပေါ်ညာလဲ BN 30တုံးပြစ်လောင်ဆောင်ရဲ့ပေါ်ရင်းညာဟာဆုံးရှိရေး Syria စစ်တပ်ရဲ့လာဆောင်မှုစီညာအရာ2016ခုနှစ်အစောပိုင်းတွင်ခပ်ပေါ်လာခဲ့ကြောင်းတွင်ကျင်းပြနေတဲ့တုတ်သက်ချက်အရာတည်ရပါတယ် အကယ်၍ဘီယံ30ဒုံးပြအများအများရဲ့တိကျမှုကဲ့သို့သောခင်မီတိကျသောရင်းများနှင့်ပေါင်းစပ်နိုင်သောစီယူးချင်းချင်းသူများ၏အနီရောင်ရောင်စီလက်ညှိုးမှုအနှုတ်မှလေဆိုင်အီလက်ထရောနစ်အစီအပိုင်းမှမောင်းစုမဲ့တိကျသော UAV များအဖြစ်သို့မော်တော်တက်ချီတင်တက်ခွင့်များ၏တိုက်ခိုက်မှုကိုရပ်တန့်ရန်လုံလောက်သောတာဝန်ပြုရပါသည်။ဘီယံ30ဒုံးပြအများများဟာဆိုလို့ရှိရင်တာဝန်ပြစွမ်းအားပါရှိပြီးတော့ အစည်းအဝေးတန်ကြိတ်ကတင်ခံမှဖြစ်ပြီး၎င်းရဲ့ဆန်းအားဆိုလို့ရှိရင်လက်ရှိတွင်အိန္ဒိယ UAE တရုတ်ကဲ့သို့သောနိုင်ငံများတွင်အသုံးပြုရရှိပါတယ်။2018ခုနှစ်တွင်ရုရှားအားဆိုလို့ရှိရင် PHN 303 IN1 ကို BN30 ရဲ့ဒီဇိုင်းကို အခြေခံပြီးတော့နေစင်နာမောင်ဖာရှင်ကိုအေ9တန်းနှစ်လေးကိုမိတ်ဆက်ခဲ့ပြီးတော့၎င်းကဆိုလို့ရှိရင်ပူပူပပတိစနစ်ရှိတဲ့ကြောင့်မလို့ smart ထဲဆွဲဆောင်သုံးလုံးမြန်လောက်သာအပြည့်လောက်ဆောင်လာပြီးတော့နေရာခြားခြားနည်းနည်းနဲ့မိသေးချုပ်များတွင် BN 30တန်းပုံမူခင်ပြပါတယ် အားထောင်သူများကျေးဇူးပြုပြီးအောက်ချက်ပေးရှိရဲ comment မှာသင်တို့ရဲ့ trim ယူဆချက်များကိုဖတ်ချက်များအပြည့်ထက်ကကနောက်ထပ် video စီးနဲ့ကြည့်ရှုနိုင်ရန်အတွက် subscribe လုပ်ဖို့နှိပ်ကိုရမမီပါနဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သတင်းစာများမှာဆက်လက်ပေးဆောင်ကြပါမယ်ရှင်